ကျမကိုအတော်ကြီးတယောက်ကပုံကိုရရလာတိုက်ခိုက်တယ်။ကျမအဲ့တော့သူကကျမရဲ့ကိုစော်ဖုံးရင်ကိုနှစ်ယောက်ပြောတယ်။ကျမသူပြောတာအသေးပေးလိုက်တယ်။ကျမဘာမှပြန်မပြောဘူးသီးခံလိုက်တယ်။ကြောက်နေရပြီ။ဟမ်ဒီဖုံးကြီးကျောင်းမှာငါတို့ကိုဘာပြောခဲ့လဲ။ငါတို့ခမင်းစားနေတဲ့ဝိုင်းမှာနေလေ။နေခေါ်လာတဲ့ကောင်နေနဲ့အတူတူနေတဲ့ကောင်ကိုခေါ်လာပြီးတော့လေ။ဆဆဆတဲ့ဖုံးကြီးကျောင်းကခမင်းကစားရခဲ့တယ်စားရကြစားရကြတယ်။ဒါမရှိဘူးလား။ငါတို့တွေကအဲ့ဒီဖုံးကြီးကျောင်းမှာဖုံးရှိမှသွားတာ။ဖုံးကြီးခေါ်မှသွားတာ။အဲ့ဒီဖုံးကြီးတွေအခုချိန်ကျငါတို့ဆက်ရှိတော့ ိန်လာပါမျိုးတွေတပုတ်နိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်ဟာရှေ့အရင်ရက်ဒီကဆိုရင်ကျမအော်အကြီးတယောက်နဲ့ပြဿနာတက်တယ်ပေါ့နော်ဘွားတယောက်နဲ့နိုင်ငံခြားဘွားတယောက်နဲ့ကြီးထားမိပါလိမ့်မယ်ငါတို့မြင်ရဒီပုံကြီးမှမဟုတ်ငါတို့သင်္ကန်းဆွန်ထားတဲ့သာသနာဝန်ထမ်းဒီတန်ကားတော်တွေငါတို့ကဥထိတ်ထားတယ်ဘာဖြစ်လို့လဲမျိုးပါသာသာသနာဆိုရင်ခေါင်းစဉ်ကြီးတောက်မှနေနေရဲ့သားနဲ့ဘုန်းကြီးတွေမစောကောင်းနေဘုန်းကြီးတွေနဲ့ဘလို့တွေထိတ်ခဲ့လဲဘလို့တွေတက်ဆန္ဒတက်ခဲ့လဲဆိုတာအစငါတို့ကိုအကုန်ပြောရလို့ရှိရင်နေနောက်ကိုပဲဘုန်းကြီးကဓာတ်နဲ့လိုက်တာ မင်းကိုခုတ်မယ်ဆိုပြီးတော့ပြောတာဘလို့တွေဖုံးကြီးနဲ့ဂျန်ဒီအပြန်နဲ့ဖြစ်တာဟမ်ဖုံးကြီးเจ้าမှာအော်ဖြစ်ပြီးတော့ဆဲသွားလို့ဘလို့တွေကတ္တနာကြီးတက်တာဖုံးကြီးเจ้าမှာနေတာအားလို့ဓမ္မယုံမှာနေတာအားလို့ဖုံးကြီးနေညာအားလို့ night club ကပါလေပူစီလို့စသည်ဖြင့်ပြောတယ်ကျွန်မသင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူးနောက်ဆုံး तू ကကျွန်မကိုဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းမှာပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနေရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်ဆိုတော့ပုဂ္ဂိုလ်ရဲ့ပြဿနာတွေကကျွန်မအမြဲတမ်းပြောနေတဲ့တစ်ခုရှိတယ်ကျွန်မကိုမကြိုက်ဘူးလားရှာတယ် ကျမကိုမုန်းလာရတယ်ကျမကိုမကြိုက်လို့ရှင် ကျမကိုမုန်းလို့ရှင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကကျမတို့အတွက်ကကြည်နေတဲ့လူတွေရောနားထောင်နေတဲ့လူတွေအတွက်ငါသူတပါအကုန်အမရဲ့တဲ့နေရာငါ့ကိုပြောတာနော်အမရဲ့ကျမကိုတချို့တချို့တွေရတယ်ကြာငါရောက်ယူနေဆိုပြီးပြောကြတယ်ငါပြောလဲဟုတ်တယ်နော်ငါ့ကိုအဲ့လိုပြောခဲ့တယ်ငါပါပြောလိုက်လေညီမရေလို့ညီမကညီမညီမအမိပေးတဲ့လေတကွဒီမှာတော့ကျမရင်ကြီးကြီးပြောလိုက်တာပါအများကြီးနေတာပါ အဲ့မှာတော့ကျွန်မအဲ့ကိစ္စကိုအဲ့အဲ့အရာကိုတဲ့နာမည်ပြောပြီးပြောတာပါအဲ့ဒီအရာနဲ့နိဟာနဲ့၅ယောက်မကလို့၁၀ယောက်ပဲယူယူပြဿနာမရှိဘူးစိတ်မဝင်စားဘူးအမျိုးသားရေးတိတ်ခါတော့မကြစေနဲ့မျိုးသားရေးတိတ်ခါကြအောင်တော့မလုပ်နိုင်လို့ငါမပြောခဲ့ဘူးလားနေ့တီနောက်25ကျော်ရှိရနေရှိရနေနောက်ပိုင်းကျွန်မရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးသေးထည့်မယ်ဆိုရင်ကျွန်မတိခါမှုတိုင်းတာကုန်သွားပါပြီရှင်ကျွန်မကိုအခု နာမည်နာမည်ကြောင်းအောင်ပုံရင်းပြောင်းကိုကကိုတော့နေမကောင်းဘူးပြစကားပြောတာအဆင်မပြေကျွန်မကိုပေးပြန်ဖြစ်နေရနော်ကျွန်မကိုကကျွန်မကိုနာမည်ပြောင်းအောင်တိတ်ခါချောင်းအောင်ကျွန်မပုပ်ပူရေးရတိုက်ခိုက်တယ်ကျွန်မတီးခံလိုက်တယ်ကျမကတက်ငယ်ပေးမယ်ကျမအသိဉာဏ်ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပဲပြီးပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျွန်ရှိရနေ့ ်ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမသိမခံပါဘူးတောက်ပြင်ပို့ပေးမယ်ကျမတို့အဲ့ဒါနေပြောတာမဟုတ်ဘူးလားနေအပေါက်ပါပြောတာမဟုတ်ဘူးလားအဲ့တုန်းကလည်းဘသူတွေကကယ်ထုတ်ခဲ့ရတယ်ဒီအဲ့လူတွေကယ်ထုတ်ပေးခဲ့လို့နေလွတ်လာတာတော့နေအာမချောင်းနေတော့ဟုတ်လားနေစကားပြောတာရှင်ချင်း ျွန်တော်ပြောတဲ့နေချင်းလေးပြောတာကျွန်တော်ဒီနေ့ပတ်သက်လို့သိထားတော်တော်များများရှိတယ်တော်တော်များများကိုရှိတယ်ဓာတ်ပုံလေးနဲ့ကိုရှိတယ်နော်ဘယ်သူနဲ့ပတ်သက်တာဘယ်သူဆိုတာအစားလည်းသိထားတယ်အဲ့လောက်ကြီးသိသိတယ်ဘယ်သူတွေဘယ်သူတွေပတ်သက်တယ်ဘယ်သူတွေနဲ့ပတ်သက်ပြီးတော့ဘယ်နှစ်နှစ်ဘယ်နှစ်လပေါင်းခဲ့တယ်အဲ့ဒီဟာတွေအစားအကုန်သိတယ်ဘော်ကြီးတွေဘယ်လိုယူခဲ့တယ်ဆိုတာလည်းသိတယ်ဘုန်းကြီးတွေလည်းဘယ်လိုပြဿနာတက်တယ်ဆိုတာလည်းသိတယ်အဲ့တော့ဒါမဲ့အဲ့ဓာတ်တွေကိုမပြောချင်တာက သူဒီလမ်းမင်းကလေးတယောက်အောက်ခွဲလန်နေလို့ဖြစ်မှာစိုးလို့ပြောတာဒါပေမဲ့အခုကတော့ဟဲ့တန်တဲ့လောက်ကတော့ကျွန်မနှံရမယ်အခုနိုင်ငံရေးမှာပေါ့နော်သူဆိုလို့ရှိရင်လည်းပဲလက်ရှိမှာပြည်သူဆဲလို့တို့လို့ဖန်ဆီးခံရပါ냐ရှိတယ်အားရတူလည်းဗာရလိုက်လို့မင်းရင်လည်းတူနောင်သားတွေရပါတယ်ဆိုတော့မဘုတုလည်းလို့ပဲမဘုတုနေပါတယ်ရလိုက်တယ်ဟုတ်ကဲ့ကျွန်မနောင်သားတွေရလိုက်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူတုနဲ့စော်ဖုံးဟိန်ပတ်သက်တဲ့များအောက်ဖဲလာလိုက်တဲ့အမျိုးသားရဲ့အမျိုးသမီးတဦးရဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာကြားနေပါပြီဟမ်ဒီဖုန်းကြီးကြောင့်မငါတို့ကိုဘာပြောခဲ့လဲငါတို့ခမင်းစားနေရဝိုင်းမနေလေနေခေါ်လာတဲ့ကောင်နေနဲ့အတူတူနေတဲ့ကောင်ကိုခေါ်လာပြီးတော့လေဆဆဆတဲ့ဖုန်းကြီးကြောင့်ခင်ဗျာစားရခဲ့တယ်စားရကြစားရကြတယ်ဒီမရှိဘူးလားငါတို့တွေကအဲ့ဒီဖုန်းကြီးကြောင့်မှာဖုန်းရှိမှသွားတာဖုန်းကြီးခေါ်မှသွားတာ ဒါပေမဲ့ပုံကြီးတွေအခုချိန်ကြီးငါတို့ respect ရှိတော့ငါတို့အများကြီးဒီပုံကြီးမှာမဟုတ်ဘူးငါတို့သင်ငန်းဆောင်ထားတဲ့သာသနာဝင်တဲ့ဒီတန်ဃာတော်တွေငါတို့ကဥထိပ်ထားတယ်ဘာဖြစ်လို့လဲမျိုးပါသာသာသနာဆိုရင်ခေါင်းစဉ်ကြီးထောက်မှနေနေရဲ့သားနဲ့ဘုန်းကြီးတွေမစောကောင်းနေဘုန်းကြီးတွေနဲ့ဘလို့တွေထိခဲ့လဲဘလို့တွေတက်တာတက်ခဲ့လဲဆိုတာငါတို့ကအကုန်ပြောရလို့ရှိနေနောက်ကိုပဲဘုန်းကြီးကဓာတ်နဲ့လိုက်တာမြေုံခုတ်မယ်ဆိုပြီးတော့ပြောတာဘလို့တွေဘုန်းကြီးတွေနဲ့ညာနေအပြန်အလှန်ဖြစ်တာဟမ်ဘုန်းကြီးကြောင့်မအောင်ဖြစ်ပြီးတော့ဆဲသွားလို့ ဘလို့ဒီကတ္တနာကြီးတက်တာငါအကအားကိုတက်တိတော်လွန်နေတဲ့သူလို့သူ့ကိုယ်သူထင်နေတဲ့သူတယောက်အကြောင်းပြောမှာနော်ဘာလို့လဲဆိုတော့သူ့ကိုယ်သူပြောထားတာလေးတွေကကျွန်မတချို့တချို့အချက်ကလေးတွေကိုပဲစစ်စစ်လေးတွေယူပြီးတော့ကျွန်မပြောမယ်နော်သူ့ကိုယ်သူသူသားလည်းဒီ online နဲ့ media နဲ့ပတ်သက်တဲ့ဒီ line ပေါ်နဲ့သုံး line မှာသုံးတဲ့ TikTok တို့ Facebook တို့ YouTube တို့နဲ့ပတ်သက်လို့ ိတယ်တက်တယ်တော်တယ်လို့ထင်နေပုံရတယ်နော်အခုဒီမှာဝင်ကြည့်နေတဲ့ကြည့်တဲ့သူတွေအကုန်လုံးဒီလေသူ့နေရာနဲ့သူတိတဲ့တက်တဲ့လူပါမတိဘူးမတက်ဘူးဆိုရင်တော့မသူ့ပတ်ဝန်းကျင်ကလူတွေကတိလို့တက်လို့သူတို့တွေလိုင်းတုံးနေကြတာအဲ့ဒါကိုဆရာကြီးပုံစံနဲ့ပြောရဲအဲ့တော့ကျမကမပြောဘဲနေတယ် ကျွန်မ personal တိုက်ခိုက်လို့ရတယ်မတိုက်ခိုက်ဘူးเนาะကျွန်မ personal ကိုမတိုက်ခိုက်ဘူးပါပါလေးပဲပြောမယ်အဓိကအရာတွေပဲပြောမယ်တာမလေးက2019 2000ဟုတ်တယ်2019 2020တဲ့ကအမျိုးသားရေးကိုမြေပြင်မှာပေါ့ပါလေဝေဟင်မှာပါလုတ်လာတယ်ပြောပါတယ်ဝေဟင်ဆိုတာလင်းမြန်ဘောကလုတ်တာကိုပြောတာလားတိုင်းဘောကလုတ်တာကိုပြောတာမလားအဲ့ဒါဆိုရင်တော့နေ့ထက်အရင်လုတ်ထားတဲ့သူတွေက2010မကတည်းကရှိရဲ့ နော်2019 2020မှာစပြီးတော့အမျိုးသားရေးလုပ်တယ်လို့ပြောတယ်2019 2020အမျိုးသားရေးတွေကိုနေဘလို့ဝင်လာတာလေအဲ့ဒါတွေရောငါတို့ပြောရမလားငါပြောရမှာလားနေဘလို့ပုံစံနဲ့ဝင်လာတာလေလူတိုင်းလူတိုင်းကအမျိုးသားရေးတွေကိုဝင်လာတာမျိုးသားရေးလောကကိုဝင်လာတာမျိုးဘာသာသာသနာကိုလုပ်ဖို့ချစ်လို့ဝင်လာတဲ့လူတွေကနေလူမျိုးဝင်လာတဲ့လူတယောက်မှမရှိဘူးဒီကရန်ကုန်မှာလည်းမရှိဘူးမန္တလေးမှာလည်းရှိဘူးမြန်မာတိုင်းနိုင်ငံလုံးမှာလည်းမရှိဘူးကမ္ဘာမှာလည်းမရှိဘူး မျိုးသားရေးလုံနေတဲ့ယောက်ျားတစ်ယောက်ကိုယူပြီးတော့မှအမျိုးသားရေးလောကထဲကိုဝင်လာအမျိုးသားရေးလုံနေတဲ့တမန်လူတော်မဟုတ်ဘူးတကယ်ကြောင်းနဲ့ဘုန်းကြီးကြောင်းနဲ့ဆက်ဆက်တဲ့ဘုန်းကြီးကြောင်းကိုထဲထဲဝင်ဝင်ရှိတဲ့သူနဲ့ပတ်သက်ပြီးတော့မှနေဝင်လာတာနော်နေဝင်လာတဲ့အချိန်လုံးကလေပုတ္တမဆိုတာကိုဒီလူဝေဝေဝဝလုတ်ခဲ့တယ်အဲ့ဒီတုန်းကအဲ့ဒီကောင်ကလေးကငါတို့ကိုအဲ့ဒီကြောင်းမှာပွဲတပွဲလုတ်ဖို့အတွက်စီဝေးလုတ်တဲ့အချိန်မှာငါတို့ကိုမိဆက်ပြီးခဲ့တာ သိလားအဲ့ဒီမိတ်ဆက်ပေးတဲ့အချိန်တော့အမရေ तू ကတော့ဘသူပါဆိုမိတ်တဲ့ချိန်မိတ်ဆက်တဲ့ချိန်ပါငါကဟဲဟွမ်ဒါလီယာကုစုမလေးလားလို့ငါမေးခဲ့တာအဲ့ဒီအချိန်တော့နင်မဟုတ်ပါဘူးလို့နင်ဖြေလားမဖြေခဲ့ဘူးမဖြေခဲ့ဘူးအမရေကျမကဘုစမတော့မဟုတ်ပါဘူးဘသူပါလို့နင်ပြောခဲ့လားမပြောဘူးနော်နင်ဘယ်လိုပြောခဲ့လဲဒီခေါင်းလေးညိတ်ပြုံးမိခဲ့တယ်မလားနင်ဝေဝေဝါလုတ်ခဲ့တယ်လေဒါပေမဲ့အဲ့ဒီအချိန်မှာအဲ့နားမှာရှိနေတာငါရဲ့ မျိုးသားရေးလောကကဆရာဦးဆောင်နေတဲ့သူတယောက်ရဲ့အမျိုးသမီးရဲ့အခုတက်မတော်ရဲ့ရောက်သွားတဲ့အရာရှိကတော်တယောက်ရဲ့အဲ့ဒီသုံးယောက်ကငါတို့သုံးယောက်ကထိုင်ပြီးတော့ကြည်နေတာမြင်ဒါပေမဲ့ငါနေတို့ကိုမြင်ကိုမဟုတ်ဘူးဆိုတာသိပြီမဲ့ဆက်မပြောခဲ့ဘူးနော်ထုတ်ပေးလိုက်တယ်ဒါပေမဲ့မြင်းကိုအိုက်မာရဲကငါယွန်သွားတာမဟုတ်ဘူးအမရေလို့နေမပြောဘဲနဲ့မငင်းဘဲနဲ့နင်းနမေကိုစင်လူရိုးမလောက်ပြီးနေဝင်လာခဲ့ ပြီးတော့2019 2020တွေကအမျိုးသားရေးလုပ်တယ်လို့ပြောရအောင်ဒီ2019တည်းကစပြီးတော့အမျိုးသားရေးနေဘယ်လိုလုပ်ခဲ့တာလဲဟမ်မြေပြင်မှာလုပ်တယ်လို့ပြောတာဘယ်မြေပြင်မှာလုပ်တာကိုပြောတာလဲပွဲတွေမှာတံတော်ထောက်ခံပွဲဘာဆန့်ကျင်ပွဲညာဆန့်ကျင်ပွဲအဲ့ဒီပွဲတွေကိုငါတို့ဗန်လူလာပန်းချန်ရှေ့မှာလုပ်တော့နေအဲ့ဒီပွဲကိုတက်ခဲ့တာဘလို့တက်လာတာလဲဟိုလူကဒီလူကနဲ့ကတ်စီးပြီးနေတက်လာတာဟုတ်တယ်နော် ဲ့ဒီကိုတက်လာတာအဲ့ဒီကိုတက်လာတာငါတို့လိုတော့မှဒီကျေးသွန်းဖျားဒီဒီရေခဲဆိုင်မှတ်တမ်းကနေမြလန်းလျှောက်ပြီးတော့ပွဲတက်ခဲ့တာလားဟမ်နေအပြင်မန်းခံပြီးတက်ခဲ့တာလားနေကော့ကော့လေးအဲ့ဒီနားလေးကစင်မာပဲမတက်ရက်ဆောက်ပြီးတော့လာသမျှလူတွေနဲ့ဓာတ်ပုံတွေတွဲရိုက်ပြီးနေကုန်နေလုခဲ့တာမလားအဲ့ဒါအမျိုးသားကြီးလုလာတာလားဟမ်ပွဲလုံးလေးစရအောင်မယ်ဆိုမှဗီနိုင်းလေးကင်မတက်ရက်တာအဲ့ဒါအမျိုးသားကြီးလုတာလားဟဲ့ဗီနိုင်းကင်မတက်ရက်တိုင်းကအမျိုးသားကြီးလုတဲ့ဆိုလိုင်းပေါ်မှာတပြုံကြီးပဲသိလား နင်းလူတွေကိုလေမသိတဲ့လူတွေပဲပြောသိတဲ့လူတွေကိုပြောနေနင်းကိုရန်ကုန်မှာလူလူလာလာရှိတဲ့အမျိုးသားကြီးတကယ်လုပ်တဲ့သူဘယ်နှယောက်ရှိလဲနင်းကဘာမှမသိညာမှမသိခင်တုန်းကနင်းဘက်ကနေပေးခဲ့တယ်နင်းကိုဖေးမပေးခဲ့တယ်နင်းကိုတွဲပေးခဲ့တဲ့လူတွေရောနင်းနားမှာအခုရှိသေးလားဟမ်นี่ไอ้หลูမျိုးအောက်တီချိုးလို့နင်းအောင်ចောင်းနေ ਉ လေငါ့ကိုစီစီမှာအကုန်လာပြောတယ်နင်းကိုငါဘယ်တော့မှလက်မခံမှန်းကိုလေ ဒီအမျိုးသားရေးလောကကလူတွေကသိတယ်အဲ့ဒီတော့ငါ့ကိုနင်းရဲ့မကောင်းတာတွေသူတို့တွေနဲ့ပြဿနာတက်ပြီဆိုငါ့ကိုလာပြောတယ်ဒါပေမဲ့ငါဘယ်သူ့ကိုမှမမြောက်ပေးခဲ့ဘူးနော်လိုင်းပေါ်မှာပြောမယ်လိုင်းပေါ်မှာဒီကောင်မအကြောင်းပြောမယ်ဆိုတော့ဟဲ့မပြောနဲ့နော်ဟဲ့မပြောနဲ့စိတ်လျှော့တာလိုင်းပေါ်မှာဆိုသူများဝမ်းသာလိုက်မယ်ငါဆိုတဲ့ကောင်မကလေခွေးဝမ်းသာအောင်ဒီလေကြားရတဲ့ထဲမှာမပါဘူးသိလားလိုင်းပေါ်မှာရန်ပြတဲ့ရန်ဖြစ်ရတဲ့အလုပ်ငါမလုပ်ဘူးလိုင်းပေါ်မှာဘုံမသိကိုမသိနဲ့ကွန်မန့်နေနေရေးပြီးရန်ဖြစ်တဲ့အလုပ်ငါဘယ်တော့မှမလုပ်ဘူး ီးလာငါ့ကိုနာမည်တက်ပြီးဆဲရတာမှငါစီချင်းမထိုးထိတ်တိုက်မတွေ့ကြောက်လို့မဟုတ်ဘူးရှောင်လိုက်တာမှတ်တာဂျိတ်ဆိုတာဂျိတ်ချိတ်ချင်းမှချိတ်တယ်ငါတို့ကဂျိတ်အချိတ်မခံရအောင်လို့အောင်ရှောင်တယ်အဲ့ဒါကြောက်လို့မဟုတ်ဘူးငါကမြေပြင်မှာလုပ်နေတဲ့သူတရားဘာမဟုတ်တဲ့ကိစ္စအတွက်နဲ့ငါ line ပေါ်မှာပြဿနာတက်မှခံနိုင်။ဒါပေမဲ့အခုငါ line ပေါ်မှာနင့်ကိုဘာလို့ပြောလဲဆိုတော့နင့်ကို line ပေါ်မှာပဲတီးတဲ့သူတွေကကိုးကွယ်နေလို့ line ပေါ်မှာပဲတီးတဲ့သူတွေကအထင်ကြီးနေလို့။နော်။ ဒီ speaker လုတ်တယ်ဆိုတာနိပထမဆုံး speaker လုတ်တာဘယ်တော့လဲဟမ်ရေနီမာလေရေနီနာကတက်မတော့ထောက်ခံပွဲမှာနိ speaker လုတ်ချင်ပါတယ်ဆိုပြီးပွဲစီစဉ်သူကိုသွားပြောတယ်လေအဲ့ဒီပွဲစီသူကငါတို့ကိုလာမေးတယ်ဒီကလေးမကစင်ပေါ်မှာပြောချင်တယ်လို့ပြောရတယ်အမကြီးအဲ့ဒါပြောခွင့်ပြုရမှာလားလို့ငါတို့ကိုလာမေးတယ်သိလားနော်အမ speaker မလုံးအောင်လို့ဘာဖြစ်တာလားညာဖြစ်တာလားလို့မပြေးနဲ့နော်ဒါမပြောနဲ့တက်မတော့ထောက်ခံပွဲပထမဆုံးလုတ်ခဲ့တာငါကြောင့်လုတ်ခဲ့တာသိလား နည်းနည်းလေ့လာအောင်တက်မတော်ထောက်ခံပွဲလုပ်ဖို့အစည်းအဝေးလုပ်ခဲ့တာအစည်းအဝေးနေရာအစားငါပြောခဲ့ရတာသိလားလေ့လာအောင်ဒါပေမဲ့ငါ့ကိုစင်ပေါ်တက်ခိုင်းငါဘယ်တော့မှမတက်ဘူးစင်မတက်ပြောပါမပြောဘူးကျေးဇူးတင်ငါတက်ပြောမပြောဘူးစင်မတက်ပြီးအလန်းတိုင်းမှာမကန်ဘဲတော့မှငါစင်မမတက်ဘူးငါကဘယ်လိုလုပ်ခဲ့တာလဲသိလားအဲ့ဒီပွဲတပွဲလုံးအဲ့ဒီပွဲတပွဲဖြစ်ဖို့ဝင်ငါခေါင်းထဲမှာရှိတယ်အဲ့ဒီပွဲတပွဲကောင်းကောင်းမွန်မွန်နဲ့ပြီးဆုံးသွားဖို့ဝင်ငါခေါင်းထဲမှာရှိတယ်ယတနာတွေမဖြစ်ဖ ೇನೆ အေးချမ်းသွားဖို့ဝင်ငါခေါင်းထဲမှာရှိတယ်အဲ့ဒီပွဲပြီးသွားရင်ငါတို့အမိုက်ကောက်တယ် ခုံတွေကိုထက်တယ်ခုံတွေကားပေါ်ကိုရောက်ပြီးတော့မှငါတို့ပြန်တယ်ဒါပွဲကိစ္စကိုပြောတာနေ့လိုမျိုးလာပြီးတော့ဗီနိုင်းလေးကန်လိုက်ဓက်ပုံလေးရိုက်လိုက်စင်ရှည်လေးမှနေလိုက်နဲ့ငါတို့ပွဲတက်ပြီးတော့မျိုးသားကြီးလုတာတာမဟုတ်ဘူးအဲ့ဒါနင်းသိဖို့ပြောတာနော်ပွဲစားလို့ခရေဒီဘန်နူလာပန်းချံမှာစပြီးတော့လုတ်တဲ့ပွဲကတက်မလို့ထောက်ခံပွဲကပထမဆုံးနဲ့အရင်တုန်းကဆိုပွဲတွေကမာလုတာလေနင်းသိရောသိရလားတာမွေဟစ်တိုင်ပွဲမှာလုတာသိလားအဲ့ဒီဒီ၃လမ်း sorry ရေခဲဆိုင်မှတ်တမ်းရနေပြီးတော့ တာမွေဟိတိုင်ကွင်းကိုသွားတာတွေရောနင်းချဘူးလားနင်းသွားဘူးလားဟမ်အဲ့တော့နင်းမရှိဘူးလို့မပြောနဲ့နင်းသိလားနင်းစီနီယာတွေကိုနင်းလေးစားရမယ် respect ပေးရမယ်ဆိုတာမလုပ်လို့နင်းရဲ့ဒုတိယမြောက်ဒီအမျိုးသားကြီးလောကတွေကိုခေါ်လာတဲ့ကောင်လေးကနင်းကိုဘယ်လိုလဲပြောခဲ့လဲဟမ်အကြီးကြီးစီနီယာတွေကိုလေးစားရမယ်လို့ပြောတော့နင်းဘယ်လိုပြောခဲ့လဲဟမ် respect ထားစရာမလိုဘူးလေဟမ်အကြီးကြီးစီနီယာတွေဂျူနီယာတွေမရှိဘူးလေ respect ထားစရာမလိုဘူးလေအဲ့ထက်ကနင်းစိတ်ဓာတ်ကဘလောက်အောက်တန်းကြတယ်ဆိုတာနင်းသိလားငါတို့တွေအခုချိန်ကြီး respect ထားတယ် ငါပြောမယ် respect ထားရဲဆိုတာအသက်ကြီးတာငယ်တာနဲ့တော့မဆိုင်ဘူးเนาะငါအချက်ငယ်ပေမဲ့မျိုးသားကြီးလုပ်နေတာကိုထက်ဆန်းဆန်းတမန်လုပ်နေတယ်ဆိုငါ respect ထားရဲမလေးရဗီဒီယိုဖိုင်မှာငါစကားပြောတာတွေကမြင့်အောင်ပြောချင်တာတွေများတာဖြစ်တယ်ခင်ဗျာမလို့ဒီလိုစီစဉ်ကြဖြစ်ချင်မှဖြစ်မယ်။နင်းလိုစာရွက်ပြက်ကိုဘေးမှာထားပြီးစာရွက်တည်းကသူများရေးခိုင်းတာတွေ၊သူများပြောခိုင်းတာတွေကြည့်ပြီးပြောတာမဟုတ်တဲ့အတွက်ငါပြောတဲ့စကားရှင်းနဲ့နောင်ငယ်စီစဉ်ကြဖြစ်ချင်မှဖြစ်လိမ့်မယ်။ဒါပေမဲ့ငါပြောချင်တာတွေတော့ငါပြောမယ်။မနေ့ကဒီဗီဒီယိုမှာ ရွှေမူမူကိုသွားပြီးအန်တီသွားခေါ်နေ။မြက်သက်ကဘလောက်ငယ်လို့ရွှေမူမူကိုအန်တီသွားခေါ်နေရလေ။ဟမ်ငါတို့ထဲ့ငယ်တဲ့အဲ့ကောင်မလေးကသိလား။ဒါပေမဲ့ငါတို့တွေကလေတပူးတပွဲမနေရောရောဆက်ဆက်မနေဘူးတွင်းရင်တလေးတဆာနေကြတယ်။သူကလည်းလေးလေးဆဆဆက်တယ်ငါတို့ကလည်းလေးလေးဆဆဆက်တယ်။မောက်မာမနေဘူး။ငါကရန်ကုန်ကအမျိုးသားရေးပဲငါမြေပြင်မှာလုပ်တဲ့သူပဲငါပဲပွဲတွေမှာလုပ်ခဲ့တဲ့သူပဲဆိုပြီးငါလည်းမမောက်မာဘူးသူလည်းမမောက်မာဘူးတွင်းရင်တော့ဆက်ကြတယ်လေးလေးဆဆနေကြတယ်။မထွင်ရင်အေးစစ်စစ်ပဲသူတို့ကြောင်းလိုက်ငါတို့လည်းမသိဘူး။ဒါပေမဲ့သူတို့လုပ်နေတဲ့ရေပြင်မှာတကယ်လုပ်နေတဲ့ဟာတွေကိုအင်း ရှက်ဖို့ကောင်းနေတော့နေသွားပြီးသူ့ကိုပလေးနေတာဘာဖြစ်လို့လဲနေကသူနဲ့သွားပေးနေလို့ရှိရင်နေပုံပြီးစင်မောရောက်သွားမလို့နေထင်နေတာလားနေကကြီးရချက်ရှိရှိပြောနေဆုံးနေတာလေနေအရင်တုန်းကနေကာချုပ်ကြီးကိုဆဲနေတာနေဆဲနေလို့ကာချုပ်ကြီးကိုပြောနေလို့တက်ကိုပြောနေလို့ငါဝင်မပြောခဲ့ဘူးနော်ငါကငါဒီဘက်မှာပဲနေခဲ့တယ်နေမျက်နာမြင်ရင်တော့ငါဘလော့ခဲ့တယ်ဘာဖြစ်လို့ဒီကယွန်လို့တဲ့ပြောမယ်နော်ယွန်လို့ဘာဖြစ်လို့ယွန်လာလဲကိုပြောရအောင်မလားနေဖြင့်တယံလို့ မြင်လို့ပညာရေခုံတော့ငါ့ကိုလာပြန်ပြောကြရဲဒီလားငါလိုက်နေနေရမဟုတ်ဘူးအမကြီးအဲ့ကောင်မလေးကဘယ်လိုလဲဟင်အမကြီးအဲ့ကောင်မလေးကဘာလုပ်လဲဟင်ငါဘသူ့မှနိုင်မမေးဘူးနော်ဘာစီဒီမှာလိုက်စကားပြောရဲမရှိဘူးအလိုက်မမေးဘူးယောက်ျားလေးမိန်းမလေးတွေကိုအဘူဒါပြောကြရတာကြီးပဲငါလာပြောသမျှတွေရောငါလိုက်မတင်လို့လားတင်ခဲ့လားနင်းနေပတ်သက်လားမတင်ခဲ့ဘူးဒီလားနင်းကငါနေရာမပြီးငါဝေါ်မှာနင်းပါမှာဆိုလို့ငါမတင်တော့မတင်ဘူး ေးနင့်ကိုနင့်တင်တာတွေနင့်ပြောတာတွေရှင်းလာတဲ့သူတွေကမှတပိတ်ချင်းမျိုးနဲ့ခုနှစ်မိုင်မှာရှိတဲ့စစ်ကောင်စီကကင်းစခန်းတွေကို TAA နဲ့ပူးပေါင်းတပ်တွေပြန်ထိန်းချုပ်စစ်ကောင်စီတပ်ထံလက်လွတ်ခဲ့ရတဲ့မန္တလေးတိုင်းတပိတ်ချင်းမျိုးနဲ့ခုနှစ်မိုင်မှာရှိတဲ့စစ်ကောင်စီကကင်းစခန်းတွေကိုတော်လန်ရေးတပ်တွေပြန်ထိန်းချုပ်နိုင်ပြီလို့မြေပြင်ခြေနေတရှိသူတဦးကရွှေဖီမြေကိုပြောပါတယ်ခုနမိုင်ကြီးရွာရှိစစ်ကောင်စီရဲ့ကကင်းတပ်စခန်းတွေကိုတအောင်းတက်မတော်တီ NLA မန္တလေး PDF နဲ့မိုးကုတ်ပြူဟာစတဲ့ပူပေါင်းတပ်တွေကမနေ့ဇွန်လ10ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကခုနှစ်မိုင်ရွာထဲတက်ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။အရင်ကလက်လွတ်ခဲ့ရတဲ့နေရာတွေပြန်ထိုးတာအကုန်ပြီးပါပြန်ရပြီးရွာပြင်ကထွက်လာတဲ့စက္ကစတွေခုနှစ်မိုင်ရွာထဲပြန်ဝင်သွားပြီး ဒီနေ့တော့တိုက်ပွဲငြိမ်နေတယ်လို့မြေပြင်ခြေနေသိရှိသူတဦးကရွှေပြည်မြေကိုပြောပါတယ်ခုနှစ်မိုင်ကြေးရွာမှာပြီးခဲ့တဲ့2024ခုနှစ်2029စစ်စင်ရေးဒုတိယလိုင်းစတင်ကလေးကစစ်ကောင်စီနဲ့တော်လန်ရေးတပ်တွေအကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖက်ကတော့ခုနှစ်မိုင်ကြေးရွာကတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတစုံတရာသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး တပိတ်ချင်းမြို့ကိုပြီးခဲ့တဲ့2024ဩဂုတ်30ရက်မှာတော်လန်ရေးအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့ခုနှစ်မိုင်းတပ်စခန်းကြောက်ကြီးတပ်စခန်းနဲ့တမ်းမြင့်လေးချင်းကြီးကျောင်းအမှတ်73တပ်တို့ကျန်ရှိနေတာဖြစ်ပါတယ်။ငါကအန်ထုတ်ပလိုက်တယ်။ငါအတောင်ထဲမှာမထောင်။ငါကနင်းလိုမျိုးယူတစ်ပိုင်း friend များခြင်းနဲ့ follower များခြင်းနဲ့ like များခြင်းနဲ့သူမဟုတ်ဘူး။ငါကတိတိတိလိုက်တာလူတွေတိတိတိလိုက်တာငါကလိုင်းပေါ်နေပြောလိုက်တယ်။ share ခြင်းနဲ့လူ share လိုက်ချင်တယ်လူလိုက်ကွန်မန့်ပေးချင်တယ်လူပေးဆဲချင်းဆဲတဲ့ကွန်မန့်တွေကိုငါဘာမှမပြောဘူးငါပြောလိုက်တယ်ချက်လိုက်တယ်ကောင်းကောင်းမွန်မွန်နဲ့လာပြောတဲ့လူကိုအပြန်အလှန်ဆွေးနွေးပြီးတော့ငါပြောလိုက်တယ်ဒါလောက်ပဲဒီလိုမျိုး follower တွေမမက်နေနောက်ပြီးတော့ TikTok TikTok ကို TikTok လို့ပဲကစားရတယ်အခုမြန်မာနိုင်ငံမှာ TikTok ကနိုင်ငံရေးလုပ်တဲ့လူတွေဟာဖြစ်နေတယ် TikTok ကဒီဘက်မှာလင်စာတဲ့ TikTok နိုင်ငံရေးလုပ်တဲ့ TikTok အဲ့လိုတွေဖြစ်နေတယ်ငါကတော့အများကြီးကိုငါမပြောဘူးငါကတော့ TikTok မှာငါနိုင်ငံရေးမတင်ဘူးငါ Facebook ကပဲကြော်တယ် မင်းကိုငါတို့ပြောချင်တယ်ဆိုအများကြီးပြောလို့ရတယ်သိလားမင်းဘယ်လူနဲ့ဘယ်လိုသွားတယ်ဘယ်ပွဲမှာဘယ်လိုလုပ်တယ်ဆိုတာငါတို့ပြောလို့ရတယ်မင်းဘေးနားမှာမရှိတော့တဲ့သူတွေမင်းဘေးနားမှာတွဲခဲ့တဲ့သူတွေမင်းကိုခွာသွားတဲ့သူတွေအကုန်ဟောက်ကိုလာပြောကြတယ်ငါတခုမှပြန်မပြောဘူးငါက personal တိုက်ခတ်ရတာအောင်မတိုက်ခတ်ချင်လို့သိလား ငါနဲ့နေနဲ့ပါတီကလူကြီးကြီးခေါ်လို့ငါ့ကိုခေါ်တာပါခေါ်တာတော့ငါ့ကိုခေါ်တာတဲ့ပါတီကငါနဲ့ငါ့ကိုတွေ့လာပေါ့လူကြီးတွေကတွေ့ကြမှာလေပြောတော့ပြီးတော့တက်ဆက်ဆက်ပဲလေဒီမှာနင်ကဘာပြောခဲ့လဲကျမအဲ့အမဖုန်းနံပါတ်ပြောက်သွားလို့ဒီမှာဘယ်တော့မှဖုန်းနံပါတ်ပေးဘူးလို့ရောနင်ကငါ Facebook မှာတော့ friend ဖြစ်ဘူးအပြင်လောကမှာတော့နင်ကငါစကားအရောဝင်ကြောလို့လားအဲ့တော့များကျမကျမဖုန်းနံပါတ်ပြောက်ကျမအဲ့အမဖုန်းနံပါတ်ပြောက်သွားလို့လေအဲဆုံးတော့တော့နဲ့နင်ကလိန်တတ်တာနော်အဲ့တုန်းကလိန်တာအဲ့လူကြီးတွေရှင်းမှာဟော င်ဘယ်လိုလုပ်ခဲ့တာရောငါပြောရမှာလားဒီအရန်ရိုင်းတာတွေလေဟမ်တကယ်လူကြီးရေရှိမှာထမိန်ကြီးဖြန့်ဝက်တာတွေပါတွေရောအဲ့ဒါတွေကတိတိပပလေးတွေဘယ်လိုငါမပြောရလို့နင်ဇရိုက်တွေကိုငါထုတ်ပြောချင်တာဒီကနင်ဘယ်လိုဇရိုက်တွေကျမ်းနေဘယ်လိုစိတ်တက်တွေအောက်တန်းကြရဲစာပြောချင်တာနင်ကလိုင်းပေါ်မှာသာ TikTok မှာတော့နင်ပြောမှာပေါ့ TikTok ကအဖက်နဲ့ရိုက်လို့ရှင်လှတာဟုတ်နင်ကလိုင်းပေါ်မှာသာဆရာကြီးပုံစံနဲ့လူတွေကျေလောက်ရဘာလို့နဲ့တွေ့ရင်တော့ဂျိုးကြရမှာပဲဟမ်ဒီဖုန်းကြီးကြောင့်မှာငါတို့ကိုဘာပြောခဲ့လဲ တို့ထမင်းစားနေတဲ့ဝိုင်းမှာနေလေနေခေါ်လာတဲ့ကောင်နေနဲ့အတူတူနေတဲ့ကောင်ကိုခေါ်လာပြီးတော့လေဆဆဆတဲ့ဘုန်းကြီးကျောင်းကထမင်းစားရခဲ့တယ်စားတာကြစားတာကြတယ်ဒီမရှိဘူးလားငါတို့တွေကအဲ့ဒီဘုန်းကြီးကျောင်းမှာဘုန်းကြီးမှာသွားတာဘုန်းကြီးနေခေါ်မှာသွားတာဒါပေမဲ့ဘုန်းကြီးတွေအခုချိန်ကငါတို့ရဲ့စပတ်ရှိတော့ငါတို့အမြင်ရတယ်ဒီဘုန်းကြီးမှာမဟုတ်ငါတို့သင်ငန်းဆောင်ထားတဲ့သာသနာ ဝင်တန်းဒီတန်ကားတော်တွေငါတို့ကဥထိတ်ထားတယ်။ဘာဖြစ်လို့လဲ။အမျိုးဘာသာသာသနာဆိုရင်ခေါင်းစဉ်ကြီးထောက်မှနေနေရဲ့သားနဲ့ဘုန်းကြီးမစော်အောင်။ဒီဘုန်းကြီးတွေနဲ့ဘလို့တွေဖြစ်ခဲ့လဲဘလို့တွေတက်တာတက်ခဲ့လဲဆိုတာငါတို့ကိုအကုန်ပြောရလို့ရှိရှင်။မင်းနောက်ကိုပဲဘုန်းကြီးကဒါးနဲ့လိုက်တာ။မင်းကိုခုတ်မယ်ဆိုပြီးတော့ပြောတာဘလို့တွေဘုန်းကြီးတွေနဲ့ရန်ကြီးအပြန်နဲ့ဖြစ်တာ။ဟမ်။ဘုန်းကြီးကြောင့်မအော်ခစ်ပြီးတော့ဆဲသွားလို့ဘလို့တွေတက်တာလိုက်တတ်တာငါအကုန်သိတယ်နော်။ပြီးတော့မှအမျိုးသားကြီးသမားတို့လာမပြောနဲ့။မင်းကနင်ပြောတဲ့စကားကိုငါမခံနိုင်လို့ငါအခုတက်တာ။အားလေ2019 2020တဲ့ကမြေပြင်မှာဝင်ပါလို့တယ် ဟုတ်ပြီ live ပေါ်မှာနေပြောတာ။တညာစီးပေးတဲ့စာနဲ့နေအုံနောက်ကထွက်တဲ့။ဟာနဲ့နေပြောတာ။ဟုတ်ပြီ။ခါလိုက်တော့မပြောဘူး။နေအုံနောက်ကထွက်တဲ့ဟာနဲ့နေပြောတယ်လို့ရထား live ပေါ်မှာတက်ပြောတာ။နေရဲ့အောက်မှာအမျိုးဘာသာသာသနာကိုတကယ်လုခဲ့တဲ့တကယ်ထဲထဲဝင်လုပ်တဲ့တနည်းပါလာရင်တနည်းပြောရင်ဟမ်ဘူးမှမပြောဒီကနေ့အကြောင်းသိလို့ငါနေနဲ့တွေ့တော့ငါပြောခဲ့ အမရဲ့တဲ့နေရငါ့ကိုပြောတာနော်အမရဲ့ကျမကိုတချို့တချို့တွေရတယ်ယောက်ျား၅ယောက်ယူတယ်ဆိုပြီးပြောကြတယ်။ဒါပြောလဲဟုတ်တယ်နော်ငါ့ကိုအဲ့လိုပြောခဲ့တယ်ငါပါပြောလိုက်လေညီမရေလို့ညီမညီမညီမအမေပေးတဲ့လေတကွဲ့ဒီမှာတော့ကျမရင်ကြီးကြီးပြောလိုက်တာပါအများကြီးနေတာမဟုတ်လို့အဲ့မှာတော့ကျမအဲ့ကိစ္စကိုအဲ့အဲ့အရာကိုတဲ့နာမည်ပြောပြီးပြောတာပါအဲ့ဒီအရာနဲ့နေ့ဟာနဲ့ငါးယောက်မကလို့၁၀ယောက်ပဲလူယူပြဿနာမရှိဘူးစိတ်မဝင်စားဘူးအမျိုးသားရေးတိတ်ခါတော့မကြစေနဲ့မျိုးသားရေးတိတ်ခါကြအောင်တော့မလုပ်နေလို့ ငါမပြောခဲ့ဘူးဘူးလားငါလေဘလောက်တောင်မှလားအဲ့ဒီကျောင်းမှလေအဲ့ဒီကျောင်းမှနေသွားတဲ့ကလေးတွေအကုန်လုံးပေါ့လေပွဲတပွဲမှာငါအကုန်လုံးကိုခေါ်တာဒါပေမဲ့တက်ပြောရမယ်ဆိုမင်းမင်းကြောစွာတောက်ခဲဒီကောင်လေး၃ကောင်ကလက်သက်ကလေးတွေဒီကငါနဲ့ဆိုငါမောင်နှမတွေလူနေကောင်လေးအဲ့ဒီကောင်လေးကိုခေါ်ခဲ့တာလာလာလာနေလို့နေလို့နော်ဒီဟာမနဲ့ဘာသာမှမကြားချင်ဘူးနော်နေလို့မလုံနဲ့နော်မလုံရအောင်နော်ဆိုအဲ့ဒီကလေးတွေငါပြောခဲ့တာဒီကနေအတန်နေကြားလို့ နော်နင်းနားမှာနေသွားတယ်ပနေပဝေပဝေတဏီနင်းဝင်လာတဲ့ကနင်းစဝင်ဝင်ချင်းမှာစပတ်တက်ခဲ့တဲ့နင်းကလေးကောင်ကလေးတွေတိရောတစ်ဖြည်းဖြည်းတစ်ယောက်ပြီးတစ်ယောက်ကျောင်းသွားတယ်နောက်တစ်ယောက်ကျောင်းသွားတယ်ခဲတဲ့ဝင်ဝင်ခྱི་သွားခဲ့တဲ့လူကြီးကအစားနင်းဘလို့မကောင်းတာကိုငါ့ကိုလာပြောခဲ့တယ်ဒါပေမဲ့ငါကဒါက personal ရေးရာဖြစ်နေတယ်ဒါကြောင့်တမီးမပြောချင်ဘူးဆိုပြီးငါမပြောခဲ့ဘူးငါမပြောဘူးအခုတော့ပြောတယ်နင်းကမျိုးညစ်လို့ပြောအောင်နင်းကဘာကောင်မလဲဘသူတွေကိုမျိုးညစ်လို့ပြောတာလဲဘိုင်းနင်းတက်ပြောရလားဘသူတွေလည်းမျိုးညစ်စရာ ပြော့ဘာသူတွေရောမျိုးညစ်ဆိုတာဟမ်အဲ့ဒီမျိုးညစ်ဆိုတဲ့စကလုံးကိုအမျိုးသားရေးသမားတွေတော့မသုံးရှင်းအမျိုးသားရေးသမားတကယ်လုတ်တဲ့နေဒီမှာကိုဘီမာကိုလုတ်တဲ့လူတွေကမျိုးညစ်ဆိုတဲ့စကားကိုမသုံးဘူးဆက်ဆက်ခံနာရဲအဲ့ဒီမျိုးညစ်ဆိုတဲ့စကလုံးကို energy party ကိုထောက်ခံတဲ့ဒီပိန်းနေဒီဘောတွေပဲတုံးတာပြီလားနောက်မနေ့ကစီမုံကစကရင်ရှော့ယူသွားပြီးတင်တဲ့ post မှာနေဖြစ်တာမလားအဲ့ဒီ post တောင်ဖြစ်တာဆိုလို့ရှိရင်အဲ့ဒီ ဗီဒီယိုပိုင်းအဲ့ဒီစာတက်လာတယ်ကမြေဖြစ်ရှင်းလေဒီကောင်ကကျွန်မအကောင့်မဟုတ်ပါဘူးမစပြောလေကျွန်မအကောင့်နေများပါလေလို့ပြောရလို့မပြောနဲ့နီးဒီလိုမျိုးကျွန်မဟာဖြင့်ကာကျစ်ကိုလည်းအထောက်ခံနိုင်ပါဘူးစကစဖို့လည်းမထောက်ခံနိုင်ပါဘူးမင်းအဲ့ဒီ post တွေ့ကြရတင်တက်ဖြစ်ရှင်းလေနင်းလောက်လိုက်မဲ့တာနင်းပဲလေနင်းကို supporting ပေးနေတဲ့ဖုံးပေတွေထည့်ပေးနေတဲ့လူတွေကလည်းနေပါဦးနင်းစက်ချင်းလိုက်မဲ့ပြီးပြောလိုက်လေဒါဟာကျွန်မပြောတာမဟုတ်ပါဘူးနင်းအဲ့ဒီကစက်ချင်းပြောတာလားဟမ် အကုန်လုံးကအဲ့ဒီ second shot ကိုယူပြီးတော့ပြောပြီးဆိုတော့မှညင်ကိုတော်ပြီးတွဲပြီးဆိုတော့မှဒါကျမမဟုတ်ပါဘူးအကောင့်တူပါပဲပြောတယ်။ယူနေရလား။ငါတို့ကထမင်းစားတာ။ညင်အရင်ထမင်းစားခဲ့တာ။ပြီးတော့ကိုထမင်းကိုစားတာ။ဒီကရန်ကုန်ပြို့ပေါ်မှာနေပြီးကိုတမင်းကိုစားခဲ့တာကိုတမင်းကိုစားနေတာကိုအိမ်ကိုနေပြီးကိုဝင်ဝင်နဲ့ကိုနေတာငါဆိုရဲမိမမရှိရင်တော့တမီးမမဟုတ်ဘူးမရှိတော့လို့ပါဆိုငါပေါ်တင်တောင်းတာဒီလိုမျိုးဟိုဟာလေးလောက်ပြတယ်လို့တရားလေးလောက်ပြတယ်နဲ့ငါ supporting လောက်ခံစားနေတာဟုတ်ဘူးသိလား မျက်နှာနဲ့မပြောဘူးဆိုတာမျက်ညွှန်လို့အခုလိုထုတ်ပြောရစမင်းသိစေချင်လို့မင်းအကြောင်းသိရလို့ငါတယောက်တည်းမဟုတ်ဘူးလူတွေအများကြီးရှိတယ်ထုတ်ပြောရင်မင်းဆောက်ချက်ပွဲလိမ့်မယ်နေတော့ဒီလောကမှာမင်းဆက်ပြီးတော့လက်စားခြင်းလေးတည်းမင်းတို့လက်စားလို့ပဲပြောရင်နော်ဘာလို့လဲဆိုဒီလောကကိုဝင်လာမှမင်းစားရတာပါတော့ဝေးရစားရတာဟုတ်နော်အဲ့တော့ဒီလောကမှာဆက်လုပ်ခြင်းသေးတယ်ဆိုရင်ဒီလောကလူတွေမစော်ကားနဲ့ဒီလား2019 2020ဆိုတာအမှန်ပေါ့။နင်တို့ဝင်လာတယ်ဆိုတာနင်တို့ဒေါ်စုနိုင်တယ်ထင်လို့ဝင်လာတာမလား။ဟမ် နင်တို့တွေကတတ်လို့ဖို့ငါတို့ရှိဝင်လာတာတောဆနိုင်မယ်ထင်လို့ဝင်လာတာလေဟမ်နင်ပြောခဲ့တာကြီးပဲအာနာသိန်းကစားတလားလောက်ကနေပါတင်ခဲ့တယ်တောဆုကိုဝယ်ပြင်းနေနေပေးလိုက်ပါတဲ့ညောင်ငါဆဲခဲ့တယ်နိုင်ငံခြားကလာတဲ့လူနိုင်ငံခြားကိုပြင်းနေနေပေးတာပါလေအခုတခါလေးတနေ့ရက်လေးတင်းနေနေနင်တင်းနေမဟုတ်ဘူးလို့ပြောဦးမှာလားနင်ကိုယ်ဆာရိပ်ပြီးစကားရေးပြောတာပါပါလေနင်ပြောထားတာပါလေပိုင်ရှင်ကိုပြန်ပေးလိုက်ပါတဲ့ဘာလဲဘေးကပိုင်ရှင်လေအာနာပိုင်ရှင်ရှိတာအာနာဆိုတာပိုင်ရှင် ပိုင်ရှင်ကိုစုပ်ကင်ထားလို့ရတဲ့အရာလားအဲကဘာဖြစ်စီခြင်းတရားလဲနေထဲဝင်ခြင်းလို့လားအထဲဝင်ခြင်းလို့ဒီလိုလူကြီးတွေကိုဆဲနေရတာနေကဘာလဲဘာပြောသေးလဲဒါရှိုးပြန်ရမယ်ဆိုတာကိုကျမကကြိုတင်ခံနိုင်ခဲ့တာစောင်းရမ်းကိုလေးစားရမှာပေါ့စောင်းရမ်းထင်ကြီးရမှာပေါ့အပေါ်ဒီမပြောစမ်းနဲ့ဒီစက်တက်ကိုကောင်းနေတခုပြောမယ်ဆိုရင်ငါပြောနိုင်ဘာဖြစ်သွားမလဲဆိုတော့ပြေးပြောမှနေပြောဟုတ်ကဲ့မ ဒီလားညောငါ personality ထုတ်ပြီးတိုက်ခိုက်ရင်ငါတိုက်ခိုက်တယ်ဖြစ်မယ်ငါတို့ကဒီမနာလိုခြင်းဆိုတဲ့အဲ့စကလုံးအရန်ကြောက်တယ်မနာလိုတာလို့ပြောခံရမှာဆိုလို့ညှို့ချနေရတာဒီလားအဲ့စကလုံးနဲ့မပြောနဲ့ကိုထမင်းကိုစားကိုရင်ကိုနေနေကြတာမနာလိုစရာမရှိဘူး Facebook တို့ YouTube တို့ကပတ်စံရတယ်ဆိုပြီးတော့ညကဂုံဒီစာမနေနဲ့နေအိမ်နေအမိဖေရှင်ကြီးပြန်သွားလားနေအဖေရှင်ကြီးရောနေမှာအဖေရောအမေရောမဟုတ်တော့ကြီးလေနေကမြေပြန့်ချင်းမလေဘာတွေမျိုးမျိုးတွေဘာမျိုးတွေဘာတွေတာသနာတွေချင်းပြနေရတယ် နေပြည်ကြီးဆက်တုတ်ကုန်ရလားဟမ်ဘယ်တစ်ခါဥပုသ်ဆောင်ဘူးလေနင်ကလက်ခုပ်တီးပေးပါလားဘာလဲနင်ကမြောက်ဘက်ကနေလက်ခုပ်တီးပေးရမှာလားနင်ကမြေဝိုင်းကနေလို့လားနင်ကမျက်လက်ကနေလက်ခုပ်တီးရမှာလားအဲ့တော့ဘယ်သူမှမလက်ခုတ်တယ်မျောလင်းခဲ့ဘူး။ငါလုတ်ခဲ့တာဒီမှာတည်းမြတ်က2017တည်းကသိလား။ငါဘယ်တော့မှမျောလင်းခဲ့ဘူး။ငါလက်ခုတ်တယ်လည်းမလုပ်ချင်ဘူး။ငါလုတ်တဲ့နောက်ငါလုတ်တယ်။ဒါဟာငါကငါလုတ်ပြီးတော့လူသိသွားတာမရှိဘူး။ငါလုတ်တာကိုသူများတွေရိုက်ပြီးတင်လို့ ငါငါသူနာလို့နေပါလားဆိုတော့ပဲဒီပါတာကိုကိုကိုဂုံဖုံးမနေဒီကနေ့ကနေဂုံကြီးဖိုးလိုက်တာမနာလိုတာတဲ့အော်မနာလိုရမှာတော့ညဘာမနာလိုရာရှိတော့ညမှာနင်းနေကြောက်ကြောက်ဖြစ်နေအဲ့ဒါမနာလိုရမှာလားအဲ့အာကြာမှာလားဟမ်ညစပွန်ဆာတွေပေးနေရောက်သားတွေလူတွေအငငယ်ကနေလမ်းပတ်ဆက်ပို့တယ်နင်းနေရရကပတ်ဆက်နေလမ်းပို့အဲ့ဒါညမတို့ကအာကြာမှာအဲ့လူတွေမပေးတော့ဘူးဆိုရှင်ညက်သွားမှာလीညကငါအဲ့စုံငါမေးပါ2019ကနေအခု2025အထိနင်းအလုပ်လည်းမလုပ်ဘူးဘာတွေနဲ့ရက်တည်နေရလဲ မချောင်နဲ့။နေပြောတဲ့စကားလုံးအသုံးလုံးနေရမြို့ပသာသာသနာချစ်တဲ့လူတွေမြို့သားကြီးမှပြောတဲ့စကားလုံးမဟုတ်ဘူး။မြို့သားကြီးသမားတွေကိုထပ်မစော်ကားနဲ့။ဒီပါ။နေကနေစအုပ်ကြီးစအုပ်ကြီးကနေကလာမယ်။နေကနေကလူတယောက်ကိုလုတော့မယ်။အတခုခုကိုပြောလို့မရှိတာအားတော့လေ့လာ။အဲ့ဒီလာငါကြီးတော့အားကောင်းပါလေ။ဟုတ်တော့နေလေ့လာပြီးနေကဆရာမကြီးပုံကနေနေပြောတာ။ငါတို့ကအဲ့လိုမပြော။ငါတို့ကငါတို့ခေါင်းထဲမှာစုထားပြီးတော့မှငါတို့ခေါင်းထဲမှာဖတ်လာတာလေးငါတို့ပြောတာ။ငါတို့ဒီဝဲပြောတတ်တယ်။ဒါအဲ့ဖက်နာကိုစောက်ချိုးတွေလည်းညားမနေဘူး။ကြောက်တဲ့ကြောက်တာကိုပြောသွားတာ။ 他叫来面哦，阿苏妹在你边来呢，你用耳朵在你边来的，你阿们吵呢，你还没在这里了？他比没，那么老些东西嘞是个农民是嘛，爸妈拉的呢，你没摘，不是，哎没在这里绿得哟，你家就是果的这个地方，你你那个东西啊，来不得了，你那里加工的这就酒耶，哎呀，亏你讲了，新疆不也绿色，那老帮你们信，对了，高山蓝果地。 နေအကောင့်တူကြီးကပြောတာပါဆိုတဲ့စကားကိုပြောနေနေခေါင်းပေါင်းကြီးထမင်းချက်ပေါင်းခေါင်းပေါင်းထမင်းကိုခေါင်းပေါင်းထားပါတို့ဗာလဲတောက်ပြင်ပို့ပေးမယ်တို့ပါတို့အဲ့ဒါနေပြောတာမဟုတ်လားနေအပေါက်ကပြောတာမဟုတ်လားအဲ့တုန်းကလည်းသူတွေကကယ်ထုတ်ခဲ့ရတယ်ဒီအဲ့လူတွေကယ်ထုတ်ပေးခဲ့လို့နေလွတ်လာတာနော်နေအာမချောင်းနေတော့ဟုတ်လားနေစကားပြောတာကြီးစင်ကျင်ကျွန်တော်ပြောတဲ့နေချင်းလေးပြောတာကျွန်တော်ဘုရားပတ်သက်လို့သိထားတော်တော်များများရှိတယ်တော်တော်များများကိုရှိတယ်ဓာတ်ပုံလေးများကိုရှိတယ်နော်ဘယ် ူနဲ့ပတ်သက်တာဘယ်သူဆိုတာအစားလည်းသိထားတယ်။အဲ့လောက်တည်းသိတယ်။ဘယ်သူတွေဘယ်သူတွေပတ်သက်တယ်ဘယ်သူတွေနဲ့ပတ်သက်ပြီးတော့ဘယ်နှစ်ဘယ်နှစ်လပေါင်းခဲ့တယ်။အဲ့ဒီဟာတွေအစားအကုန်သိတယ်။ဒေါ်ကြီးတွေဘယ်လိုယူခဲ့တယ်ဆိုတာလည်းသိတယ်။ဘုန်းကြီးတွေလည်းဘယ်လိုပြဿနာတက်တယ်ဆိုတာလည်းသိတယ်။အဲ့တော့ဒါမဲ့အဲ့ဒါတွေကိုပြောချင်တာကသူဒီလည်းမိကလေးတရားအောက်ခဲလန်နေလို့ဖြစ်မှာစိုးလို့မပြောတာ။ဒါပေမဲ့အခုကတော့ဟဲ့တန်တဲ့လောက်ကတော့ကျွန်မနိုင်ရမယ်လေ။ဟုတ်တယ်မလား။ဘာဖြစ်လို့လဲဆိုတော့သူပြောတဲ့စကားလုံးညာစကားတာညားလာပြီ။တိတ်ပြောသူ့ကိုသူဆက်ပြီးထင်နေတယ်။ တကယ်ဆိုနေသည်ဒီလိုမျိုးနင့်ကိုအကောင့်တူရှိနေတယ်ဆိုရင်ဒါအကောင့်တူပါတော့ဆိုပြီးနင်ပြောခဲ့ရမယ်။နောက်အဲ့အကောင့်တူကိုနင်စောင့်ကြည့်နေတဲ့အချိန်မှာနင်ဒီဟာပြတ်လာပြီဆိုတော့နင်လည်းနင်ပြောတာမဟုတ်ပါဘူးဆိုနင်လိုက်ပြန်ပြီးပြောလိုက်လေ။နင်ဖုန်းလေးကင်ပြောအာဒီဟာဖြင့်အာနင်ချက်မှပြောတာမဟုတ်ပါဘူးဆိုနင်ပြောလေ။ဟုတ်လား။ပြောဘူး။ညာရီကျွန်တော်မှနင်ပြောတာလေ။ဒါအကောင့်တူပါဆိုပြောတာလေ။နော်။အဲ့တော့စကားပြောတာလေးလေဆင်ကျင်။နင်ကြောက်တဲ့စကားပြောတာမဟုတ်ငါတို့လည်းပြောတယ်။ဒါကဒီမှာပဲပြောတာ။နောက်ဆိုဒီမှာမပြောဘူးနင်ရှိလာပြောမှာ။ဟုတ်ပြီနော်။နင်ကိုကြောက်တဲ့လူတော့မထင်နဲ့။နင်ကိုမနာလို့ကြားလဲတောင်းမရှိဘူးနော်။အပင်းကကြောက်ကြောက်အပင်းကစားနေရ။ ပိုင်နဲ့အိမ်မှာကိုနေနေတာတက်ဘယ်သူရှိမှလဲကတ်မလို့ဘယ်သူပေးစာကန်းစာနဲ့မှလဲငါရင်ကိုမျိုးပေါ်မှာနေရပေါ့အားလုံးကဆက်နေနေအောင်စစ်စစ်နားလေလားအားလီပဲနင့်ကိုပြောတာနင့်ကိုတဲ့ပြောတာနော်စကားပြောဆိုစင်ကျင်နော်နင့်နောက်မှာနင့်ရဲ့ friend တွေမှာမျိုးပါသာသနာတော်တကယ်လို့ဘယ်နှယောက်ချီလဲဟမ်နင့်ကဘယ်သူရောအားပေးလို့လဲနင့်တခုဖြစ်သွားပြီဆိုလက်ကိုပြင်းပြီးလုံကြီးအဲ့ဒါလေးနင့်ကောင်းထဲမှာတွေးထားတော့ပြောမယ်မစီးမကြော်ချင်းလူကြီးတွေကလာပြီးတားလို့ရှင့်